ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ10ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာပထမအ우ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ဂျုံတုံးမြို့ကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုခမရ၄တုံးနဲ့တက်မှဒုတက်ရင်မှုဝမှုဆုံးမထက်အပါအဝင်စစ်သား30ခန့်တေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ဂျုံတုံးမြို့နွားချံကုန်းကြီးရွာအနီးကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာ ကမာယလေတုံးနှစ်မှာဒုတရင်မှုအပါအဝင်စစ်သား30ဦးတေဆုံးခဲ့ကြောင်း Mon Liberation Army MLA တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဧပြီလ30ရက်နေ့နနက်9နာရီခန့်အချိန်မှာစတင်ပြီးဂျုံတိုးမြို့နွားချံကုန်းကြီးရွာအနီးကိုအင်အား90ခန်းနဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရမှာနနက်10နာရီခန့်အထိအပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်မှခမာယလေတုံးနှစ်တရင်မှဒုတရင်မှုဘုံမှုစိုးမင့်တဲ့အပါအဝင်30ဦးခန့်တေဆုံးခဲ့တဲ့အတွက် စစ်ကြောင်းပြက်ကနောက်ဆုတ်သွားကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA အပြင်မွန်ပြည်တစ်ပါတီခွဲထွက် NMSP ED ပြန်လွှမ်းစစ်ကြောင်း Lion Battalion စစ်ကြောင်းစတဲ့ KNLA ဥဆောင်တဲ့အခြားပူးပေါင်းတပ်များကတိုက်ခိုက်ချိန်မုန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းအကြပ်ဖတ်စစ်ကောင်စီစစ်ကြောင်းဟာတနင်္သာရီတိုင်းကံယူတန်းစစ်ထနာချုပ်လက်အောက်ခံတပ်များတပ်မနှင်းနဲ့တပ်မလီလီလက်အောက်ခံတပ်များဖြစ်တဲ့ခမာယာ238ကြိုင်မယောခမာယာ139နှင့်မုတ်တမား ခမရ၄၃ပုံပြင်စတဲ့တည်ရင်များမှာစစ်သားများပူပေါင်းထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယနေ့ထိတိုက်ပွဲများဖြစ်ပွားလျက်ရှိတဲ့အတွက်ကြောင့်ပြည်သူလူထုများအနေနဲ့မိမိနေထိုင်ရာဒေသအနီးဝန်းကျင်မှာရှိတဲ့စစ်ရေးသတင်းများကိုနားဆွင့်ကစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေယာဉ်အန္တရာယ်ကိုကာကွယ်နိုင်ရေးကြိုတင်ပြင်ဆင်ထားကြရန်နဲ့လုံခြုံတဲ့နေရာများ၌သာနေထိုင်ပေးကြပါရန်တတိပေးတိုက်တွန်းထားပါရခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းတစ်ပုဒ်ကတော့တကုံမြို့တဲ့အရှိပိုင်းမြို့နယ်မှာစစ်မှုတပ်ဆင့်ခေါ်ခံရတဲ့ အသက်23နှစ်အရွယ်မောင်ချကိုကိုခန့်ကျိုးဆွဲချအဆုံးစီရင်ကြေးကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရန်ကုန်တိုင်းတကုံမြို့တဲ့အရှိပိုင်းမြို့နယ်မှာစစ်မှုတပ်ဆင့်ခေါ်ခံရတဲ့အသက်23နှစ်အရွယ်မောင်ချကိုကိုခန့်ကျိုးဆွဲချအဆုံးစီရင်သွားကြောင်းဒေသပြည်သူများကပြောဆိုပါတယ်တကုံမြို့တဲ့အရှိပိုင်းမြို့နယ်အမှတ်၈ရပ်ကွက်ဗရုံမာလန်အမတ်လေးနှစ်လေးခခွေးမှာနေထိုင်တဲ့မောင်ကျော်ကိုကိုခန့်ကိုမိလာအတွင်ဖွင့်လိမ့်မယ်စစ်မှုထမ်းအပတ်စဉ်73အတွက်စစ်မှုထမ်းရန်စစ်ခေါ်ခံခဲ့ရကြောင်းဒါကြောင့် မေလ9ရက်နေ့နနက်ပိုင်းမှာကိုကိုကိုကျိုးဆွဲချတက်တည်သွားကြောင်းသိရှိရပါတယ်။အမှတ်၈ရက်ကွအုတ်ကြီးလှသိမ်းရာအိမ်မှုဝင်းမြင့်စစ်မှုထမ်းစင်ခေါ်ရေးကောင်းဆောင်ဇော်လက်နဲ့အပေါင်းပါတွေကမေလ၄ရက်နေ့ညနေပိုင်းမှာကိုကျော်ကိုကိုခန့်ကိုလာခေါ်တယ်။မနေ့ကျတော့ကျိုးဆွဲချသွားတယ်လို့ဒေတာပြည်သူတဦးကပြောဆိုပါတယ်။စစ်မှုထမ်းရဲ့စင်ခေါ်မှုကြောင့်မိမိကိုကိုအဆုံးစီရင်သွားသူကိုကျော်ကိုကိုခန့်ရဲ့နာရေးကိုမေလ9ရက်နေ့ညနေ3နာရီအချိန်ရေဝဲတုတ်တံမှာတကြိုခဲ့ကြောင်းသိရှိရပါတယ်။ စစ်မှုထမ်းစစ်ကိုခံရတဲ့အတွက်မောင်ကျုပ်ကိုကိုခန့်ကျိုးဆွဲချအဆုံးစီရင်မှုကိုတကုံမြို့တဲ့အရှိပိုင်းမြို့နယ်အမတ်ရှိရက်ကအုပ်ချုပ်ရေးမှုလှသိမ်းတဲ့အဖွဲ့ကစီးကြောင်ပြီးမိမိကိုကိုအဆုံးစီရင်တယ်လို့မဟုတ်မမှန်တည်င်းများလွှင့်လျက်ရှိကြောင်းဒေသပြည်သူများကပြောဆိုကြပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့လာရှိုးနဲ့ရမခဌာနချုပ်မှလက်နက်ချအညက်ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့တေဆုံးပျောက်ဆုံးအရာရှိစစ်တီများရဲ့ကြံရည်သူဇနီးများနဲ့မိသားစုများအားလုံးကို စစ်ကောင်စီကခန်းစားခွင့်နဲ့လစာထုတ်ပေးမှုများရက်ဆိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDA ကသိမ်းပိုက်စဉ်လက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းမရရှိပဲတေဆုံးနဲ့ပျောက်ဆုံးစည်ရင်ဝင်ထားတဲ့အရာရှိစစ်သည်များရဲ့ကြံရစ်သူဇနီးများနဲ့မိသားစုဝင်များအားလုံးကိုစစ်ကောင်စီကခန်းစားခွင့်နဲ့လစာထုတ်ပေးမှုများရက်ဆိုင်ထားကြောင်းသိရှိရပါတယ်။ကိုကဲ MNDA က 2024ခုနှစ်ဩဂတ်စ်လမှာလာရှိုးမျိုးနဲ့အရှိမျောက်တိုင်းစစ်ထနာချုပ်ကိုတင်ပိုက်ခဲ့ကြောင်းယင်းနောက်လာရှိုးမျိုးနဲ့ရမခကို MNDE ကတင်ပိုက်ပြီးနောက်လွတ်မြောက်ခဲ့ကြတဲ့ဂျန်ရစ်သူမိသားစုများနဲ့ဇနီးများကမိုင်းရည်နဲ့တန်ရန်မှာအချိန်ဆိုင်တဲ့တက်များနဲ့တက်အရာရှိများထံကိုဆက်သွင်းတရင်ပြပိုးခဲ့ကြောင်းလာရှိုးနဲ့ရမခကြဆုံပြီးနှစ်လအကြာ2024ခုနှစ်အောက်တိုဘာလမှာစတင်၍တေဆုံးပျောက်ဆုံးနဲ့လက်နက်ချအညက်ခံခဲ့ကြတဲ့ဂျန်ရစ်သူဇနီးများနဲ့မိသားစုဝင်များကို ခန်းစား권လစာတဝက်ကိုစစ်ကောင်စီကထုတ်ပေးခဲ့ကြောင်းသိရှိရပါတယ်။ကိုအမျိုးသားရဲ့လစာတွေကိုကြံရည်သူဇနီးနဲ့မိသားစုတွေကိုယမန်နဲ့အော်တိုဘာလမှာပြန်ဆထုတ်ပေးတယ်။အပြည့်တော့မရဘူး။မူလလစာရဲ့တဝက်ကိုပေးတယ်။တချို့တက်တွေကတော့လူကြီးကောင်းရင်အပြည့်ရတယ်။အဲ့ဒါအခုမရတော့ဘူးရက်သွားပြီ။ဘာလို့လဲတော့မေးတာလည်းမရဘူး။တချို့ကလစာထုတ်မရတာ၄လလောက်ရှိပြီ။တချို့ကတော့မတ်လနဲ့ဧပြီလကစပြီးထုတ်ခွင့်မပေးတော့ဘူး။တရင်ဘက်ကတော့လူကြီးတွေကရက်ခိုင်းတာလို့ပဲပြောတယ်။ အရာရှိရောစစ်တီရောအကုန်ဘာမှထုတ်ခွင့်မပေးတော့တာလို့လာရှိုးမှာပျောက်ဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတဦးရဲ့ဇနီးကရှင်းပြပါဗျ။ဒါအပြင်လာရှိုးမှာတည်ဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ကြံရည်သူမိသားစုဝင်များမှလည်းအသက်အာမခံကြီးအပါဝင်မြည်သည့်အခွင့်အရေးမှစစ်ကောင်စီထမ်းမှမရရှိကြောင်းတည်ဆုံးသွားတဲ့စစ်တီနဲ့အရာရှိများမှအလောင်းမပြနိုင်သူများကို6လဆောင်ခိုင်းပြီး6လကျော်မှကြံရည်သူမိသားစုအတွက်ခံစား권ရရှိရေးဆောင်ရွက်ပေးမယ်လို့ဆိုခဲ့ပေမဲ့ စစ်ကောင်စီကဂရိမတိဟုကြံရည်သူတက်မိသားစုဝင်များကဆိုပါတယ်။ဒေသုံးဆိုရင်လည်းပျောက်ဆုံးစည်ရင်နဲ့ထည့်ပြီး6လဆောင်ရမယ်ပြောတယ်။တကယ်တမ်း6လကျော်လို့မှဘာတရင်မှမကြားရင်အသက်အာမခံနဲ့အခြားခံစားခွင့်တွေရရှိရေးလုပ်ပေးမယ်လို့ပြောခဲ့တာ။အခု6လကျော်တဲ့အပြင်7လတဲတောင်ဝင်လာပြီးဘာမှလည်းမလုပ်ပေးဘူး။ဘာမှလည်းအကြောင်းမကြားဘူး။သွားမေးရင်လည်းလုံနေပါတယ်ပဲပြောတာပဲလို့လာရှိုးချေဆိုင်ထောက်ပို့တန်း6နှစ်6မှစစ်တီတအူးရဲ့မိခင်တအူးကရှင်းပြပါဗျာ။ လာရှိုးအရှိမြောက်တိုင်စစ်ထနာချုပ်သိမ့်ပိုက်ခံခဲ့ရတဲ့တိုက်ပွဲမှာခုခံတိုက်ခိုက်ရင်ပျောက်ဆုံးတေဆုံးဖမ်းဆီးခံခဲ့ရတဲ့စစ်တပ်အရာရှိစစ်တီများရဲ့ကြံရည်သူမိသားစုများနဲ့ဇနီးများမှာနေစရာနိုင်ငံလည်းမရရှိပဲပြင်ပမှာအလွန်ဆင်းရဲဒုက္ခကြီးစွာနဲ့နေထိုင်ရကြောင်းဒါကြောင့်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ထံကိုအတနာခံစားများအကြိမ်ကြိမ်တင်ပြကြပေမဲ့လည်းတစုံတရာထူးခြားလာခြင်းမရှိကြောင်းကြံရည်သူမိသားစုများကဆိုကြပါတယ် ယခုအခါတရုတ်နိုင်ငံရဲ့ဂျာဝင်ဆွတ်ဖက်မှုနဲ့စစ်ကောင်စီကလာရှုံမျိုးပေါ်စစ်နယ်ရပ်ကွက်ကို MND ထံမှပြန်လည်ရယူထားပြီးဖြစ်ပါရခင်ဗျာကျွန်တော်လက်ရှိသတင်းတင်ဆက်နေတာမပြီးဆုံးပြီသတင်းကြီးရှုနေတဲ့ပရိသတ်များကိုအတိပေးနေတာကတော့ကျွန်တော်တို့ channel လေးကမြေပြင်ခြေနေတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့သတင်း channel တစ်ခုဖြစ်ပါတယ်သတင်းနားထောင်နေကြတဲ့ပရိသတ်အားလုံးသတင်း channel လေးကို like လုပ်ပေးပြီး subscribe လုပ်ထားပြီးမြေတားရှိထားတောင်းဆိုလိုက်ပါတယ် မြေပြင်အခြေအနေမှာတောက်ခံအားပေးလို့သူတွေကုညီချင်းသူတွေလည်းကျွန်တော်တို့ channel လေးကနေအမြဲတမ်းအားပေးဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုဘင်္ဂလားဒေ့ရှ်ကနေရက်ပြန်ပို့ခဲ့ကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံပိုင်နဲ့တဲ့ထွက်ပြေးခုံလုံရောက်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ယောက်ကိုနေရက်ပြန်ပို့ပေးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရကကြေညာခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့မေလ9ရက်နေ့ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီစစ်သားတွေနဲ့နေကြဆောင်ရဲ BGP တပ်ဖွဲ့ဝင်တွေကို Cost Bazaar မြို့လေစိတ်ကနေအရက်ဖက်လေရင်တစည်းနဲ့ပြန်ပို့လိုက်တာလို့ဖော်ပြထားခဲ့ပါတယ်။ Cost Bazaar နဲ့ပတူခါလီအချင်းထောင်တွေမှာဖမ်းဆီးထိန်းသိမ်းခံရပြီးလူရဲစီတော်ပြီဖြစ်တဲ့မြန်မာနိုင်ငံသားအချင်းသားဟောင်း6ဦးကိုလည်းသူတို့နဲ့အတူနေရက်ပြန်ပို့လိုက်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာပါရှိခဲ့ပါတယ်။ Bangladesh နဲ့နေဆက်ထိစပ်ရာ ရခိုင်ပြည်နယ်တဲကတိုက်ပွဲတွေကြောင့်အဲ့ဒီစစ်ကောင်စီတပ်သားတွေနဲ့နေကြောင်ဆောင်ရဲတွေဟာနေဆက်ဖြတ်ကျော်ပြီးဒီဇင်ဘာနဲ့ဇန်နဝါရီလတွေတုန်းကဘင်္ဂလားဒေ့ရှ်ပိုင်နဲ့နိုင်ခွန်ချာရိုင်နဲ့ဘန်ဒါဘန်ဒေတာတွေနဲ့ထွက်ပြေးခိုလုံခဲ့ကြတာလို့ဆိုပါတယ်။နေရပြန်ပို့ရေးကိစ္စလိုအပ်တဲ့စာရွက်စာတမ်းတွေကိုစစ်ကောင်စီနဲ့ညှိနှိုင်းအတီးပြုတ်ပြီးတဲ့နောက်သူတို့ကိုမြန်မာနိုင်ငံပြန်ပို့ခဲ့တာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ကပြောပါတယ်။နေရပြန်ပို့တဲ့လုပ်ငန်းစဉ်ကိုနိုင်ငံသားရေးဝန်ကြီးဌာနကကြီးမှုခဲ့ပြီးပြည်ထောင်ရေးဝန်ကြီးဌာနလက်အောက်ခံလုံခြုံရေးဌာနနဲ့ ကော့စ်ဘဇာအုပ်ချုပ်ရေးတာဝန်ရှိသူတွေကပူးပေါင်းပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်။နေရပြန်ဖို့ခံရသူတွေလေရင်ပေါ်တက်သွားတဲ့အချိန်ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာမြန်မာတန်ယုံအရာရှိတွေကလည်းလေးစိမ့်မှရှိနေခဲ့တယ်လို့ဆိုပါတယ်။2024ခုနှစ်တုန်းကလည်းရခိုင်ပြည်နယ်မှာအာရခတ်တပ်တော် AA ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေယာနဲ့ချီနေဆက်ဖြတ်ကျော်ပြီးဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြပါတယ်။ထွက်ပြေးလာတဲ့မြန်မာစစ်သားနဲ့နေကြောင်ဆောင်ရဲ့185ရောက်ကို ်ဘင်္ဂလားဒေ့ရှ်အစိုးရက၄တုပ်ခွဲပြီးနေရက်ပြန်ပို့ခဲ့ပူပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လှန်ရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြမပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေ့တွေကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှာဆုတောင်းလိုက်ပါရခင်ဗျာ။